ကြသားသမီးမိတ်ဆွေများလက်ရှိမှာမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာအောင်မြင်ခြင်းတွေအာဆရာလိုလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အစဖော်ခြင်းတွေစူးစမ်းနေတယ်ငါဒါကိုပဲလုပ်ရင်ကောင်းမလားဟိုကိုပဲလုပ်ရင်ကောင်းမလားဆိုတော့ငါလက်ရှိမှာဒီလုံးနဲ့တော့အဆင်ပြေပါမလားဒီလုံးကတတတာရည်ရှိတို့ကသွားပါမလားဆိုပြီးတော့အနာဂတ်အတွက် ရည်မျော်လင့်ချက်တွေစဉ်းစားနေတာမျိုးတွေးခေါ်နေတာမျိုးတွေအအတိတ်အတွက်အနာဂတ်အတွက်မဖြစ်ပေါ်လာသေးသောကိစ္စတွေမှာစဉ်းစားတွေးခေါ်ပြီးတော့ပူပန်နေတာမျိုးတွေကြုံနေရပါတယ်။သို့သော်တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီလက်ရှိကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ဘာမှ လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အစမပြေမှုတွေအခက်အခဲတွေကြားရရနေမကြမီပျော်ထွက်လာမှာအတေကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်တောက်ကြတော့မိတ်ဆွေတွေကဒီလတာအတော့ဒီမှာဧပြီလအတွင်းမှာဘာကိုဖြစ်ဖြစ်အစမှာနည်းနည်းလေးအခက်အခဲလေးတွေပြုံရတက်တယ်နည်းနည်းလေးအစမှာရုန်းကန်ရတက်တဲ့အတွက်ကြောင့်တော့ဘာကိုလှုပ်လှုပ်ဇွဲရှိရှိနဲ့အားဆိုင်ပြီးလှုပ်ဖို့တော့ဒီတလတာတာအတွင်းမှာလိုအပ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ရေပေါ်စီလှုပ်တာမျိုးရောင်ဝါးဝါးလှုပ်တာမျိုးတွေတော့အကျိုးမပေးပါဘူးတောက်ကြတွေကဒီလမှာဇွဲရှိပြီးတော့ရှစ်တို့ဆောင်ရလှုပ်ဆောင်မှသာဇွဲလေးနည်းနည်း ီတော့ဇွဲစုကလေးနည်းနည်းစိုက်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်ချစ်တုတက်ခြင်းတွေရရှိပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒေယင်မြကြီးရှင်ရွှေတိဆိုတဲ့ကိစ္စတွေအဲဆနာလိုပေါ့ပုံအောရင်းပြီးတော့လှုပ်ဆောင်ရတဲ့အလုပ်တွေမှာအတက်နိုင်ဆိုသတိထားစင်ကြင်ရလိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးတွေဒီလတာတော်တွေမှာဆိုရင်တော့ဘာလို့ဖြစ်ဖြစ်လည်းလေအတော့ခွန်ဆိုင်လို့ဖို့လိုအပ်တယ်လို့အဲ ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်ထို့အပြင်ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်လို့မိစေလို့နေနေဘာကိုဖြစ်ဖြစ်နည်းနည်းလေးစိတ်ရှည်တီးခံပြီးပြောဆိုလှုပ်ဆောင်တာဟာကံကောင်းခြင်းအားသာခြင်းရရှိစေနိုင်တဲ့ထို့အပြင်မိစေတို့ကကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့် အတွေ့အစားနဲ့ပတ်သက်တာမျိုးလေးတွေအရေးပြားရာနာမှုလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေကြုံရတတ်တယ်လို့ယာတိအကူပြောင်းကာလာလေးတွေကြောင့်အထင်ငော်လေးတွေကြုံရတတ်တဲ့နော်ယာတိအကူပြောင်းကာလာလေးတွေကြောင့်နည်းနည်းလေးဟိုကျဲမာကြီးနဲ့ပတ်သက်ရင်အမီနာမဖော်မရတဲ့ဟိုနာကိုက်ဒီနာကဲစူးစူးဝါတော့မဟုတ်ဘဲနဲ့အယူပါကနည်းနည်းလေးချူမချပါမယ်ကျဲမာကြီးကနည်းနည်းချူချနေတာမျိုးလေးတွေကြုံရတတ်တယ်လားဖြစ်ပါတယ်ဒီလိုကိစ္စမျိုးလေးတွေဆိုဘာသာရေးကိစ္စလေးတွေလူမှုရေးကိစ္စလေးတွေအများနဲ့ပတ်သက်တဲ့ကိစ္စလေးတွေများများလှုပ်ဆောင်ရင်ကန်တက်မှုနဲ့တိုးတက်မှုတွေရရှိပါလိမ့်မယ် ထို့အပြင်မိတ်ဆွေတို့နေဒီလာတာတို့ဒီမှာဆိုရင်အဲတောက်ကြသားသမီးမိတ်ဆွေတွေဟာ စနလိုပေါ့ကျမ်းစာရင်းနဲ့ပတ်သက်ရင်လည်းအမီနာမဖော်မိရပဲအနှန်းငယ်တော့ရှူချာတာမျိုးလေးကြီးကြုံရတတ်ပေမဲ့အစမှာတော့ပထမတစ်ပတ်မှာတော့ဆယ်လို9ရက်လောက်တော့ဧပြီ9ရက်လောက်တော့ညံ့နေတယ်ဧပြီ9ရက်ကျော်ရင်တော့ကံကတူးတက်မှုတွေကံကောင်းမှုတွေရရှိစေတဲ့လဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေတော့တတိထားစီရင်ပေးပါလူလိမ်မခံရတာမျိုးလေးတွေကြုံရတာမျိုးနိုင်ငံခြားခီးသွားနဲ့ပတ်သက်လာရင်တူးတက်မှုတွေအားနည်းတာမျိုးကြံ့ကြာမှုနှောင့်နှေးတာတွေကြုံရတတ်တယ်ဘာသာခြားလူမျိုးခြား နိုင်ကကြပြပနဲ့ပတ်သက်တာမျိုးတွေဒီမှာနည်းနည်းလေးထင်တော့ကြံ့ကြံ့မှုတွေကြုံရတတ်တဲ့အတွက်တော့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရန်အားနည်းစီတော့ကာလဖြစ်တယ်ထို့ပြင်တောက်ကြရတဲ့ဟိုနေရာမှာလည်းကိုမပိုင် မပြီးဒီနေရာမှာလည်းကိုမပိုင်မပြီးဆိုတော့ကာလကြောင့်အဲဒီကာလအတွက်မှာတော့နေရာတကာမှာကိုကကိုပါတာမတ်ပါတာဖြစ်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လို့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ ဆောင်ရွက်ပြီးနေရာတက်တဲ့အတွက်တော့အနှဲငယ်လေးတာမန်လာတက်တော့ပူပင်မန်းတာကတော့အသေးချာပဲဖြစ်တယ်။သာသမီနဲ့ပတ်သက်လို့နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးအဲတပည့်လက်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးအောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးပြောမရဆိုမရအယွတ်လေးတွေအမာလေးတွေဂျုံကတက်တဲ့အတွက်ကြောင့်တော့သတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ်။ရာထူးလုပ်ငန်းကံငန်းတဲ့ပတ်တိုင်ရာထူးတို့ဖို့ရာထူးတက်ဖို့ထပ်လက်ရှိနေရာမှာတော့မှတင့်တော်အောင်လုပ်ပါရာထူးပြောင်းတာမျိုးအလုပ်ပြောင်းတာမျိုးမသေးချာမရရတဲ့အလုပ်ဒီမှာပြောင်းလဲလုပ်တာမျိုးလေးတွေမှာတတိထားစီရင်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက် က်ပြရစီခင်ဗျာဒါအပြင်ဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲလာရီလုပ်ငန်းနဲ့ပတ်သက်ရှိနေတဲ့နေရာမှာတော့မြေအောင်ကြိုးစားဖို့လိုအပ်ပါတယ် OA Champion စောက်တာမျိုးတွေဒီလတာတော်တွေမှာကြန့်ကြာတတ်ပါတယ်တတိယစင်ကြင်ရန်လိုအပ်ပါတယ် ပါတယ်ထို့သူဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လူရောမလွယ်ပါနဲ့လူလိန်ခံရတာမျိုးလေးတွေအဝေးကဘာသာစကားဘာသာရှားလူမျိုးရှားတွေကလိန်တာမျိုးတွေစုမဲတွေပေါက်ပြီးဆိုပြီးလိန်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိချာစင်ပြန်ရလူကကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာအိုးအေးရှမ်းပြည်နဲ့ပတ်သက်ပြီးတော့ဆောက်လက်စားအိမ်တွေကိုမဝယ်ပါနဲ့အိုးအေးရှမ်းပြည်နဲ့ပတ်သက်ရင်ဒီကာလတွေမှာကိုယ်အမိခံပြီးမဆောက်ပါနဲ့အဲ မြန်ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့မိသားဆိုင်ချင်းနဲ့ပတ်သက်စိတ်တိုင်းမကြတာမျိုးတွေတော့အနည်းငယ်လေးကြုံသွားတတ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့မိသားစုဝင်တွေမှာကျမ်းမာရင်ညံ့နေတဲ့သူတွေရှိတဲ့အခါတဦးတယောက်ညာအိတ်အပြင်ညံ့နေထွက်လိုက်ပါကျမ်းမာရင်ကောင်းလာပါလိမ့်မယ်ခင်ဗျာအဲကျမ်းမာရင်ညံ့နေလို့ရှိရင်ကျမ်းမာရင်ကောင်းစီရအတွက်တစ်ခုခုပေါ့နော်ဟိုကျမ်းမာရင်ညံ့နေတာမျိုးလက်အရန်ပိတ်နေတာမျိုးဆိုညာအိတ်တရက်ထွက်သွားတာမျိုးတွေလောက်လိုက်ရင်ကံကောင်းမှုနဲ့ပူတတ်မှုတွေရရှိပါလိမ့်မယ်ရိုးရာအိမ်တွင်းလက်ဖက်ဆက်ပြီးပါခင်ဗျာဝါဝုံမှာထွက်မှာရိုးရာအိမ်တွင်းတွေညှိုးနေတာမျိုးရိုးရာအိမ်တွင်းတွေ မျိုးရအိမ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုကျွန်တော်လိုပေါ့ကိုကိုမေးလျော့နေတဲ့အတွက်စိတ်ဆိုးနေတာမျိုးတွေကြုံရတတ်တယ်ပြတော့တတိထားဆင်ကျင်ပေးရလူကကြောင်းထပ်လောင်းပြောလိုက်ပြရစီထို့အတူဆွေမျိုးသားချင်းနဲ့ပတ်တိုင်တောက်ကြရတာဒီလတာတော့ဒီမှာအိမ်မလာရလို့ဆိုင်းပုတ်တက်ထားတာပိုကောင်းပါတယ်ခင်ဗျာအဲကောင်းကျိုးကောင်းကျိုးကပေးတာအားတော့နည်းရဲဆိုးကျိုးလေးတွေပေးတတ်တဲ့အတွက်ကြောင့်တတိထားပါအဲ အဝေးကိုရောက်နေတော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာသတင်းလေးတွေကြားရတတ်ပါတယ်။ထင်းချဲထီအလောင်းကစားနဲ့ပတ်သက်ရင်ဆရာတိုင်ကိုင်းကြပါလေခင်ဗျာ။ဆိုတော့ကောင်းပြီ။အဲကံကပေါလောင်းပေါလာတွေးကြည့်ကြည့်ပေါ့နော်။ဆိုတော့ကောင်းပြီဒီလက်နာတော့တွင်မှာလူငယ်တွေရှည်ရင်းနဲ့ပတ်သက်ရင်ရှစ်သူကြီးစားရရှိတတ်တယ်လို့ဖူးစာပတ်တွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်ခင်ဗျာ။ဒါအပြင်မိသားစုကိစ္စအိမ်မေးကိစ္စအဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်နိုင်တော့အပတ်တာကာလဖြစ်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေဖြည့်ရှင်းမှအောင်မြင်ချက်တိုးတက်ရှင်တွေရရှိပါလိမ့်မယ်။ကိုပိုင်လုပ်ငန်းတွေ ပြောဆိုလို့ဆောင်မှာအာသာကောင်းမှုပါလေဒါပေမဲ့သူများနဲ့ပတ်သက်ဘာသာရေးအများနဲ့ပတ်သက်ပြီးကိုယ်နဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာတော့စေတနာတွေဝေဒနာဖြစ်ရတက်ပြင်မယ်လို့ကိုယ်တိုင်လုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်တာတွေဥဆောင်တာတွေငွေရှိလုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်ပြီးတော့တိုးချဲ့အောင်လုပ်ဆောင်တဲ့အလုပ်တွေမှာတော့အာသာမှုနဲ့တူတက်မှုတွေရရှိတတ်ပါတယ်ဒါအပြင်အမခန့်ကိစ္စတွေအမှုကိစ္စတွေအမွေကိစ္စတွေရုံးကလနာဆိုင်ရာကိစ္စတွေမှာကိုယ့်ဘက်ကအာသာခြင်းကောင်းမှုခြင်းနေနဲ့အနိုင်ရမှုတွေရရှိတတ်တော့အပတ္တာပိုင်းခြားကာလဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့ကုညီမြောက်စားမှု တွေအားပေးမှုတွေထောက်ကမ်းမှုတွေရရှိတတ်တော့လာဖြစ်တယ်လို့ယာရုလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်လာလို့ရှိရင်လေကိုပိုင်လုပ်ငန်းစတင်လုပ်ဆောင်လို့ရမိတ်ဆွေများဒါကြောင့်မှတုံဆိုင်မနေပဲနဲ့ရရဲ့ကြီးစတင်လုပ်ဆောင်မှာတိုးတက်မှုနဲ့အေးချမ်းမှုကိုရရှိပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာဘာမှမတွေ့ရပါဘူးမိမိတက်မြောက်ပြီးတော့ပညာရက်ကိုတခုအသုံးချပြီးတော့ခြေလို့ဆောင်ရလို့ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မိဘတွေ အထက်လူကြီးတွေအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အိမ်တော်ကြီးမှဆိုရင်လည်းအိမ်တော်ဘက်ရဲ့ပြောဆိုမှုကောင်းမှုအိမ်တော်ဘက်ရဲ့ထူးထူးခြားခြားအထောက်အကူကူညီမှုရရှိတတ်သောကာလဖြစ်တဲ့အတွက်တော့အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှိရင်တိုင်းမင်တာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အကြံဉာဏ်တောင်းတာမျိုးတွေလှုပ်ဆောင်ရင်တိုးတက်မှုနဲ့ရရှိတတ်သောအပတ္တကာလပိုင်းခြားဖြစ်ပါလေခင်ဗျာစားသောက်ကုန်လုပ်ငန်းတွေစက်တူလုပ်ငန်းတွေစမ်းစီစီးဆဆက်ပစ္စည်းနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်မှာအကျိုးပေးပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအမှုပညာဆိုင်ရာလုပ်ငန်းတွေထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့ကံရဲ့အာဏာ မှုကိုရရှိတတ်တယ်လို့ဗကြီးဘဘုဝေဒင်ပေရတေယုတ်ဆောင်အစိုးကအယေးတီနဲ့တုခုမအမှုပညာနဲ့ပတ်သက်လာရင်တော့အာထင်ပေါ်မှုတွေအားနေစီတော့လာဖြစ်တဲ့အတွက်တို့ဒီကာလတော်ဒီမှာစတင်ရန်တို့တော့အားနေစီပါတယ်ထို့အပြင်မိမိရဲ့အဲဆနာလို့ပေါ့ဟို ကိုနဲ့တွေ့ဆုံခဲ့ဘူးတဲ့အဲတမီးစားဟောင်းနေချစ်သူဟောင်းနေအိမ်တော်အဟောင်းနေရကိုကိုတပုတ်လေးလွင်ပြောခံရတာမျိုးအဲ့ဒီရဲ့ negative effect တွေလာရိုက်တတ်တဲ့အတွက်တော့တတိထားစင်ကြီးအောင်လိုအပ်ပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်တတိထားမောင်းနေဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်လော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 မဆုံးဖြစ်ပါနဲ့ခဏခဏပြရတာမျိုးပြောက်ရတာမျိုးတခိုးခိုးခံရတာမျိုးဒီကြုံရတတ်တဲ့အတွက်တော့တတိထားစင်ကြီးအောင်လိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေတသမိနဲ့ပတ်သက်ပြီးတော့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်ကြောင်းလည်းတာသမီအိမ်တော်ကြီးကိစ္စအလုပ်ကိစ္စတွေမှာအနှံ့ငယ်ချင်းကိုကြံ့ကြံ့မှုလေးကြီးဂျုံအပ်တတ်ကြောင်းထလောင်းပြောကြားလက်ပြရစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်လာတဲ့ငွေကြီးတွေကိုရဲရဲကြီးတောင်းမှပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်သောက်ကြတာသမီတွေကဒီလက်တာတော့ဒီမှာဆိုရင်ဘာကိုလှုပ်လှုပ်တင်းလာတာသမီအဲအင်္ဂါသာသမီတွေနဲ့တွဲဖက်လို့ပါကံရဲ့အထောက်အကူကိုရရှိတတ်တော်ကာလဖြစ်တယ်။ခကြီးသွားတဲ့ကိစ္စတွေလုံခြုံမှုဆိုင်ရာကိစ္စတွေဘေးရန်ကင်းရှင်းစေရန်အတွက်ဆိုရင်တော့ဂျာဇာပရိယတ်တို့ဂျာဇာပရိနေသားတွေနဲ့တွဲဖက်သွားပါကံကောင်းမှုတွေကိုရရှိစေနိုင်တော့အပ္ပတက ကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကိုပိုင်းလုပ်ငန်းတွေစတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများတော့ရှေ့တူဆောင်ရလှုပ်ဆောင်ကောင်းကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်မိတ်ဆွေတို့ဒီလတာတို့တွင်မှာအကျိုးပေးသောကဏ္ဍအနေနဲ့၅ကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၄ကဏ္ဍဟာအကျိုးပေးပါတယ်။အကျိုးပေးစီသောအရာအနေနဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အပြာရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်ဩဇာရကလေးတွေကိုဆောင်ပြီးလိုရာမှုကိုပြုမှုဆောင်ရင်တိုးတက်ကောင်းမွန်ပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်တော်လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ အဲတောက်ကြတာသမီးတွေဒီလာတာတော်တွင်းမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝဲကုန်တွေအယောင်းထွက်အယောင်းတွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာဆရာတို့ဟိုအပန်းရောင်ကတ်တူစက်ကူလေးကိုကတော့ဆွမ်းလာလို့ပေါ့လုံးပြီးတော့ တေခွင်းလေးနဲ့ထိတ်ကနေပတ်ပြီးတော့အဲ့ဒီရဲ့ရောင်းပုံပစ္စည်းတွေကိုအဲရောင်းမဲ့ပစ္စည်းတွေအဲ့ဒီကတ်ထူစာရလေးကိုအမွေးလေးဖြတ်ပြီးရောင်းမဲ့ပစ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ပါဇက်ကနေရောင်းထွက်အောင်မောင်းထုတ်နေထုတ်လိုက်ပါဒါဆိုရင်ရောင်းထွက်အောင်တွတ်သွားပါလိမ့်မယ်ခင်ဗျအဲအိမ်အောင်ပရိဘောကလုပ်ငန်းဆိုင်ရာလေးတွေလက်မှုပညာလုပ်ငန်းလေးတွေအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းလေးတွေမှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျတစ်ခါလေးမှဒီစီဇာတာလေးမျိုးတွေဆရာအကြံပေးခြင်းပါလေလူတယောက်ဟာစိုးနေပြီဆိုရင် ဒါဟာကံကောင်းမှုဆိုတာတော့မမေ့နဲ့လို့ဆရာကအကြံပေးလိုပါတယ်အဲထို့ပြင်မိတ်ဆွေအဆက်ဆက်ရရာအစီအပြီးအောင်မြင်တိုးတက်ပြီးကံစာရာတက်စီရန်အတွက်တော့ဟောတကူးမှဆရာအထူးတင်ပေးမယ်ကံတက်စီရအတွက်ဥကောင်းစီစီမင်္ဂလာဝူတာစောင့်ကြည့်ပါအကြောင်းဆရာကထပ်လောင်းပြောကြရင်းနဲ့ဟောအခုတခါတော့နည်းနည်းလေးမူယာမများပဲနဲ့နော်လက်တွေ့ကြတဲ့စနေသားသမီးတွေနော်အထူးသဖြင့်အဲနောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့စနေဒီပိုင်းဆရာရှိဖို့ 拉要拉黑网怎么样？